အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစက်သတင်းဒါနာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုံသံပြီးတော့မှတရတော့ရွေးကောက်ပွဲမှာပူပေါင်းပါဝင်မှုမရှိတဲ့အမှုပညာရှင်တွေကိုအပြစ်ပေးအရေးယူဖို့ပြောဆိုတိုက်တွန်းလာတဲ့မောင်ကျော်မျိုးမင်းရဲ့ရုံသံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာကျွန်မမင်းကအဲဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်သတင်းဒါနာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ အချားမဟုတ်ဘူးအခုဒီအမှုပညာရှင်တွေဆိုသောပုံကိုယ်တွေနဲ့ပတ်သက်တာပါအခုအမှုပညာရှင်တွေဒီ၃လရဲ့အတွင်းမှာဘာတွေဖြစ်နေလဲဆိုတော့ပွဲတွေပြက်နေတယ်တကယ်ကိုပွဲပြက်နေကဘာပြက်လို့ဖြစ်နေလဲရုပ်တရားရှင်တွေအိမ်ထဲမှာနေရတော့မလို့လို့ဖုန်းမပိတ်ထားတော့မလို့လို့နိုင်ငံခြားပဲခီးသွားတော့မလို့လို့ပြီးပါတော့ထွက်ပြေးရတော့မလို့လို့ရုပ်ရှင်ရိုက်ကူးရေးမအားတော့လို့လို့ဖြားနေတယ်လို့လို့ဟာခင်ဗျာဘာဖြစ်ရှင်နေမှမသိဖြစ်ကုန်ဘူးအမှုပညာရှင်အချို့ဘာဖြစ်ရှင်မသိဖြစ်နေတယ်ကျွန်တော်အဲ့တော့အဲ့ဒီ ဘာလို့အဲ့လိုဖြစ်ရတယ်ဆိုတာကိုကျွန်တော်ပြန်ပြီးတော့ပြန်ပောက်ရရင်ပြီးခဲ့တဲ့ဂျပန်ကကိုလီတိုတို့ကိုကိုလီတိုနေဝင်းတို့မြင်းမြတ်တို့ဗားတဲ့ရွှေရှင်ကားတကားရိုက်ခဲ့တယ်ပြီးတော့မြောက်ပြူထုတ်ပြတယ်ဥပမာခဲ့လို့ပါလို့ဆိုတာထုတ်ပြအိုက်ကပြတယ်အိုက်ကထုတ်ပြပြီးတဲ့နောက်မှာပြည်ပြင်းအုပ်စုတွေနဲ့ပြည်တွင်းမှာနေတဲ့နိဗိတ်အမှုပြန်ရှင်အုပ်စုတွေနဲ့နော်နိဗိတ်ကြမပြေအမှုပြန်ရှင်အုပ်စုတွေနဲ့ပြည်ပြင်းအုပ်စုတွေနဲ့ပေါက်ဆက်ပြီးတော့သူကဒီအမှုပြန်ရှင်ရဲ့အပေါ်မှာဝိုင်းပြီးတော့ဖိအားပေးတာဗိုက်ကောက်လို့ပို့ကျူးတာဝိုင်းဖိအားပေးတာပြီးတော့နိဗိတ်ကုမ္ပဏီတချို့နဲ့ကြော်ညာကုမ္ပဏီအချို့နဲ့နိဗိတ် ရွှေတိုင်းချို့ညီဘိန်းကုမ္ပဏီချို့ညီဘိန်းပါသံကြားလိုင်းချို့ကြော်ညာထက်တဲ့ကုမ္ပဏီချို့ရှင်းပြရဲမန်ဂိုးလိုဟာမျိုးကစားထည့်စသားပဲကျွန်တော်ပို့လို့ပြောမယ်နော်မန်ဂိုးလိုကြော်ညာအေဂျင်စီတွေတခြားအေဂျင်စီတွေရှိတယ်အေဂျင်စီ၄၅၆ခုပေါ့အဲ့ကောင်တွေလည်းညီဘိန်းတွေအဲ့ဒါဒီစစ်တပ်အစိုးရတအားမုန်းတဲ့ထဲမှာပါပုံရတယ်ဘာလို့လဲဆိုတော့စစ်တပ်အစိုးရနဲ့နာမည် brand ထိခိုက်နိုင်မယ်ဆိုတော့တို့ကလုံးဝကြော်ညာရှင်တွေကန်ထုတ်ကန်ထုတ်ကန်ထုတ်တော့ပြတယ်အဲ့တော့ခင်ဗျားဒီထဲမှာကြံနေတဲ့ချို့ဟိုအေဂျင်စီတွေတခြားကုမ္ပဏီတွေဟာမကြိုးစားတာအများကြီးရှိနေတယ်နော်အဲ့လိုမျိုးရှိတယ်နော်ဒါပေမဲ့အဲ့တော့အခုအဲ့အုပ်စုတွေကဝိုင်းပြီးတော့ဒီဘက်က နိုင်ငံတော်ကိုကူညီတဲ့အမှုများရှင်တွေဝိုင်းပြီးတော့ပေးတာအုံလေချင်းနဲ့ဝိုင်းပေးတာအွန်လိုင်းမှာဝိုင်းပေးတာအဲ့လိုပေးပေးပေးနေနောက်ဆုံးသူတို့ပြန်ပေးတဲ့လက်ရောက်သွားတာဘလို့ပေးလဲဆိုတော့ပြင်းမှန်တယ်ကောင်ကိုပြန်ပေးခံရတာဘလို့ပေးလဲဆိုတော့အခုမနေ့ကဆိုရင်အစိုးရတရင်ထုတ်ပြန်တယ်အစိုးရတရင်ထုတ်ပြန်တယ်ထုတ်ပြန်တဲ့မှာကျွန်တော်ကြဲ့တော့ဟာကိုကျွန်တော်မိလိုက်ရမယ်ဒီနေ့မှပြောပြတာဘာလို့ဟာအမှုများရှင်၃ဦးတော့ဒီရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြစ်စီတဲ့ဥပဒေနဲ့အရေးယူပြီတော့ဘသူတွေလဲဆိုကြဲ့တော့ Director Mighty နော်ဇက်တေးဥဆောင်ကျော်ဝင်းထော့နော်ဟာတာတေးဥဆောင်အုံထားရင်ကဲပွဲရပြတ်ကောနော်သူတို့တော့တော့ကားရတယ်နော် ဒီပြီးခဲ့တဲ့အော်တိုနာ29မှာဟိုပြတ်တာတဲ့ဇလန်းဖြစ်တဲ့ခစ်သမိုင်းကိုဒုံဆိုင်ပြီးသူမှရွက်ောက်ပွဲတူပြိုင်ဇလန်းနဲ့ဇလန်းမှာပေါင်ခဲ့တဲ့တူပြိုင်ရှင်တွေကိုတဲ့လူမှုကွဲကတည်းကစစ်မဟုတ်မှန်ဝေပန်ရေးသားပြီးတော့ရွက်ောက်ပွဲပေါ်ပြည်သူလူထုကအထင်မြင်လွဲမှားစီရင်လှုပ်ဆော်ခဲ့တယ်တဲ့ဒါကြောင့်မလို့တို့ရဲ့နေတိတိရတွေတော့ဖမ်းဆီးခဲ့ပါတယ်ဆိုပြောတယ်ပြောတယ်အဲတို့ရဲ့ဖော်ထုတ်ချက်ကတို့ဟာနောက်ချင်းဖွဲ့စည်းပုံချေဥပဒေနဲ့တက်မတော့တာဝန်တာဝန်ထမ်းဆောင်တွေပေါ်ထောက်ခံမှုမရှိတဲ့အပြင်စုဝေဆန္ဒပြောင်းမှကိုယ်တိုင်ပါဝင်ခဲ့ကြတယ်တဲ့နော်တို့တွေကအမှုတက်မတော်ရဲ့နိုင်ငံတော်တာဝန်ထမ်းဆောင်တွေရဲ့အခြေအနေပေါ်မှာလုံးဝမထောက်ခံတဲ့အပြင်ဆန္ဒပြောင်းပွဲစုစုဝေဆန္ဒပြောင်းပွဲကိုယ်တိုင်ပါနေခဲ့ကြတယ်တဲ့ ီးတော့လားနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းမအောင်မြင်စေဖို့အတွက်မအောင်မြင်စေဖို့အတွက်နော်မအောင်မြင်စေဖို့အတွက်ရေနောက်တကဒီရွေးကောက်ပွဲကိုကုညီပေးဖို့ကိစ္စတွေမှာလုံးဝမပါဘူးပူအောင်မလုပ်တဲ့အပြင်အခြားသောပြည်ပြည်ရှင်တွေကတော့ပြီးဝေမှန်တိုက်ခတ်မှုတွေလုပ်တယ်တဲ့ဒါကြောင့်မလို့ဒါကြောင့်မစစ်တယ်ဒါကြောင့်မလို့တရားခတ်သုံးသုံးကိုဒါဖမ်းဆီးရေးယူတာဖြစ်တယ်ပေါ့တိချက်ကဒေါက်တာတော့အဲ့ဖမ်းဆီးရေးသုံးတဲ့နေ့ကဒေါက်တာမိုက်တီဟာတဲ့2021ခုနှစ်မှာတော့လူမှုကွန်ပျူတာရစနိုင်ငံတော်ဆိုးဘဝေမှန်ရေးသားခဲ့တဲ့အတွက်ရာသီပုံမှန်ဥပဒေပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရတာဖြစ်ပြီးတော့2022ခုနှစ်အောက်တိုဘာ28ရက်မှာနိုင်ငံတော်ဆိုးဘဆေးရနာနဲ့ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါကထမှန်ကျူးလွန်ပါက၎င်းပြည်နယ်အပြင်ယခုကြာခံအကြံရှိသောပြည်နယ်များကိုဆက်လက်ကြာခံမည်ဆိုတဲ့စီကံတတ်မှတ်ချက်နဲ့ပြည်နယ်များလူငင်းပြုတ်ခဲ့သူဖြစ်တယ်အဲ့တော့သူအခုလက်ရှိပါတီဦးဒီမိုကရေစီကဘောနောက်နောက်ဆက်ဖြည့်စည်းသူတွေပါလာဖြစ်တဲ့အတွက်ရခိုင်လူချင်းပြုတ်ခဲ့တဲ့ပြည်ထန်တွေရောယခုပြည်ထန်တွေပေါက်ပြီးပြန်ကြခံရမယ်เนาะအဲ့တော့ကျော်ဝင်းထုံနဲ့အုံတိုင်းတို့နှုတ်ကတော့ယူကဘောနောက်ဆက်ဟန်တာချင်းနဲ့အရေးယူခံမယ်ဆိုပြီးတော့ထုတ်ပြန်တယ်ပြောရရင်တော့မိုက်တီရဲ့ကျော်ဝင်းထုံကျော်ဝင်းထုံဆိုတာကျွန်တော်ငယ်ကကြည့်ရတဲ့အသေးဆောင်ပါသူဖိုက်တာဖိုက်တင်ပေါ့ဖိုက်တင်နေချတဲ့သူဆောင်ပါအုံတိုင်းကတော့ဟာတာသူဆောင်ပါဟာတာသူဆောင်ပါပြောရရင်တော့ တော့လောကတော့သူကသူတော့ဇာလေးနေပဲဒါပေမဲ့အုံတိုင်းကပါဟောတော့ကျွန်တော်အားအသိနေတာအုံတိုင်းကအုံတိုင်းကအဲ့လောက်ကြီးမဟုတ်ဘူးဘလို့ဘလို့ဖြစ်ကုန်တာလဲဒီကုန်ဘလို့ဖြစ်သွားလဲကျွန်တော်နားမလည်ဘူး तू ဘလို့ဖြစ်သွားလဲကျွန်တော်မသိဘူးနော်ဟိုကျောင်းဝတ်တော့သူတော့ကျွန်တော်မသိဘူးဒါမိုက်တီကတော့ကျွန်တော်မြင်နေတာကြာပြီ2023 24 2နှစ်လုံးဒီ25ဒီကျွန်တော်သူ့ရဲ့ Facebook မှာကျွန်တော်ကြည့်တယ်တန်းထွေးဆိုဆိုသူ့ရဲ့အကောင့်နေတင်နေတာကျွန်တော်မြင်နေဟာဒီဘေးကပြီးဘေးက ြစ်တယ်ကြာခံထားတယ်ဒါမျိုးမလုပ်ပါဘူးလို့ပြစ်မှုမလုပ်တော့ပါဘူးလို့ပြောထားတယ်အဲ့လိုမလုပ်ပါဘူးပြောပြီးပြန်လုပ်နေဒီပဲရေးနေကတော့ဒီစဲအစိုးရကစောင့်ချိတ်ပြီးတော့ဖဲ့လာပြီးတော့ဒီစဲအစိုးရနဲ့ပူးပေါင်းဆောင်တဲ့အမှုများရှင်တွေကမလားရစရာမရှိအောင်ဝေဖန်တာစုတ်ပြတ်တန်နေအောင်ပြောတာကျွန်တော်မြင်နေဒီပဲပါလဲပေါ့ဒီပဲဘလာပေါက်တာလဲပေါ့ဆိုတော့ကျွန်တော်သူ့ညီမတွေပေါ့ဗျာသူ့ညီမတွေလဲကျွန်တော်အားအားနာမိဟာဒီသူ့ညီမတွေအပြင်ငိုရိုးပြီးတော့မရရအောင်လုပ်ပေးထားတာဟာသူ့အကူကတော့ပြန်လုပ်တာပဲဒီတိုင်းပဲဆိုတော့တိတ်တက်တိရှိနေလဲအစကတည်းနိုင်ငံရေးလုပ်ပါလားလို့ရှင်းရှင်းလေးနိုင်ငံရေးလုပ်မလုပ်လိုက်ပါလားအဲ့လိုလည်းမဟုတ်ဘူးဗျဟိုလက်တီးပုံထုတ်ထုတ်တာလက်တီးပုံထုတ်တာ ကျွန်တော်ပုံရင်ယောက်ျားသူယောက်ျားလူပုံပေါ်လေနိုင်ငံရေးလုပ်လိုက်လုပ်ချောက်လိုက်အချောက်လိုမျိုးလက်သီးပုံးထိုးတဲ့လူကတော့မလုပ်သေးဘူးပုံရင်ကျွန်တော်တို့ခုမြို့ပြရှင်ဝေပန်းဒဲဝေပန်းနဲ့အချောက်လိုပြောမလို့ကိုရမပြောလို့ပေါ်ရင်ပြောတာကျွန်တော်ကပုံရင်ပြောတာဘာလို့ပေါ်ရင်ပြောလဲဟာအချောက်မှာအချောက်ယောက်ျားယောက်ျားယောက်ျားဆိုပုံရင်ဝေနဲ့ဒဲပဲပြောတာဒီကောင်မိုင်းမားတယ်မကောင်းမကောင်းတိုက်ရင်တိုက်ပြန်ကြည့်ဘူးဒါယောက်ျားပဲလက်သီးပုံးထိုးသူလိုမျိုးအာခနဲ့သူလိုရွဲ့သူလိုအားရခဏယောက်ျားမဟုတ်ဘူးအဲအဲ့တော့ခုမိုက်တီးရလို့ပါတော့အေးပါမှာပဲကျွန်တော်လည်းလူထင်ခဲ့တယ်ပါသွားတာပဲခုအခုအဲ့သူတွေမဟုတ်ဘူးနောက်ထပ်နှစ်ယောက်တော့မကောက်ဘူးပါသွားပြီထပ်ပြီးတော့ညှိကုန်ပြီထပ်ပြီးတော့ညှိကုန်တော့ဘူးတွေပါကုန်လဲဆိုတော့ဒီမှာကျွန်တော်ဟို ဟိုကောင်ဟိုတယောက်ဗလား driver အောင်ချမ်းလူသလားဗလားအဲ့တော့လေအခုဆွတ်စီခံလိုက်ပြီးတော့ကြားတယ်အခုသွားပြီ तू လည်းဆွတ်စီခံပြီအဲဒီလိုပဲတခါဘသူနဲ့ထပ်ပြီးရောမသိလဲဆိုတော့ဘသူပြန်သိလဲဆိုတော့အောင်ချမ်းလူအပြင် driver အောင်ချမ်းလူပေါ့အောင်ချမ်းလူဆိုတာအခုအဲမညာရေး300ဆိုတဲ့ဇာကရတဲ့ तू ထင်တယ်အခုတိတ်ရုပ်တင်နေတာအဲ့ဒါ तू ထင်တယ်အဲသူတို့တွေပါအခု तू ပါအခုဆွတ်စီခံပြီးလို့ကျွန်တော်ကြားတယ်နော် तू ကသွားပြီးတော့ဒီပြည်ပြေးတော်လိုက်တမားကြီးဆိုပြီးတော့ခေါင်းထဲရန်ချမ်းအောင်မှာ तू သွားပြီး love you react သွားပြီးကျွန်တော်ရင်းတော့ပြောပြပါတယ်အချမ်းဘက်တမားတွေရဲ့ post ကို like လုပ်တာ share တာနော်ပုံမှန်သွားရေးတာ တခုခုလောက်တာက reaction တခုခုလောက်လိုက်တာကထောင်ထဲရောက်သွားနိုင်တယ်မလောက်ရဘူးကျွန်တော်ပြောတယ်အခုပို့ဆိုးလာတာရွေးကောက်ပွဲကပို့ပြင်းထန်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကြိုက်တွင်ပို့ပြင်းထန်တယ်လုံးဝအထိကမခံရွေးကောက်ပွဲကလုံးဝတော့အထိကမခံတိကမခံတဲ့အတွက်ရွေးကောက်နဲ့ပတ်သက်တဲ့အတွက်စိတ်စိုးစိမ်းအောင်ဖြစ်တဲ့တခုလောက်အောင်တွေ့တာအဲ့တော့အဲ့တော့အောင်ချမ်းလူပဲခုပါပြီကျွန်တော်သိရတယ်လို့ပို့နော်အဲ့တော့အခုဆိုရင်ဒါအလုပ်ရချင်း၄ရောင်၅ရောင်လောက်ဖြစ်သွားပြီထောင်ထဲရောက်မှာမနေ့ကနောက်ရက်တစ်ရက်ကြီးညောင်းအောင်မထင်တာပဲကျွန်တော်အခုခဏလေးကျွန်တော်ဟိုဘိုင်အစိုးရထုတ်ပြန်ချက်ကိုလည်းကျွန်တော်ရှိုးလာအောင်ပဲပြောမရဘူးအစိုးရထုတ်ပြန်ချက်ကိုလည်းအခုဒီချက်ချင်းပိုင်ပါလာမှာနော်အခုကျွန်တော်ပြောနေတဲ့ပိုင်လည်းပါလာမှာဆိုတော့ ဒီရားတွေကမလို့ရဘူးဆိုတာကိုကျွန်တော်တို့အချိန်ချင်းပြောခဲ့တယ်ဟုတ်သတိပေးခဲ့တယ်ဘာလို့သတိပေးလဲစေတနာသတိပေးတာဖြစ်မှာဆိုတော့1000ယောက်ကမှဆိုကျွန်တော်တို့စေတနာသတိပေးတယ်ဒါပေမဲ့တို့ကျွန်တော်တို့စေတနာပုံမှာတို့ကချစ်ကြတယ်သူတို့ထင်နေကြတယ်မဟုတ်ဘူးခင်ဗျားတို့ဖြစ်မယ်သတိထားတော့ပြောတာအခုတော့ဖြစ်ကုန်ပြီနော်ဖြစ်ကုန်တော့အများကြီးပဲပါတယ်တိရသလား28ရက်နေ့နောက်ပိုင်းအစားပြီးတော့28 29 28 29 28ပေါ့ဗျာထားပါတော့28 29အဲ့လောက်ပါစားပြီးတော့တောက်လျှောက်ဆိုလိုရန်ကုန်မှာရှိတဲ့လုံမြင့်တက်ဖို့ကနေအလုပ်စားလုပ်ကြတယ်လုပ်ကြတော့တချို့လူပြန်ရှင်တွေကိုခေါ်တယ်ဆွေးနွေးတယ် တိုင်မင်းနေမဖမ်းအောင်တော့ဆွေးနွေးတယ်တိုင်မင်းနေနှိမ့်နိုင်တယ်ကြောက်လို့ဗျာဒါလေးရှိပါတယ်လုပ်ပါဗျာအကိုတို့ရဲ့ဒါလေးရှိပါတယ်သူချင်းချာအေးအေးဆေးဆေးပြောတဲ့ကြားလေးကအဲ့ဒီလူညိုရေးတပ်ဖွဲ့ဝင်တွေကိုတော့သူတို့ကတိတ်ပြီးတော့ဟိုဂီယူမဆိုင်မပူပေါင်းခြင်းတဲ့ပုံစံနဲ့လုပ်တော့ဟိုလူတွေကနောက်ဆုံးကြတော့ဘာလုပ်ရလဲဆိုတော့နောက်ဆုံးအမှုဖွင့်ရတယ်ဖြစ်ကုန်အမှုဖွင့်ရဖြစ်ကုန်ရောအဲ့တော့နိုင်ငံတော်ကြီးရဲ့ချုပ်ကလည်းနှိမ့်နိုင်ပြီးတော့မလုပ်ပါနဲ့ဆိုပြီးနိုင်ငံတော်ကြီးရဲ့ချုပ်ကကိုယ်တိုင်ပင်လည်းမလုပ်နဲ့ဒါမကောင်းပါဘူးဖြူးအေးဆေးနှိမ့်လိုက်ပါဆိုတော့မျိုးနိုင်ငံတော်ကြီးရဲ့ကိုယ်တိုင်တချို့တွေကအဲ့လိုပြောတာအဲ့ဒါကိုတော့ဒီကောင်တွေကမဲသူတို့က အဲ့လိုလာတာပေါ့ဗျာပြောရတော့ရဟိုပြောရတော့ချိုးချိုးပြေတဲ့ပုံစံလုပ်တော့နောက်ဆုံးကြတော့မတတ်တာဘူးလို့ဖွင့်ကွာအဲ့လိုဖြစ်ကွာအဲ့တော့ easy ချိန်ညီနိုင်ပြီးတော့ရွေးကောက်ပေါ်မှာကူညီပေးလိုက်တာဘာဖြစ်တော့မပိုးဘူးသူကသွားလှုပ်တာကိုယ်လည်းမဟုတ်တာလုပ်သေးတယ်ပြီးရင်ဟိုကခေါ်ပြီးတော့ညီနိုင်တာကိုလည်းသူကမချီမငံပုံစံမျိုးနဲ့တုံ့ပြန်တယ်ပြီးရင်ဘာလဲဆိုတော့ပူပေါင်းပေါင်းပေးမှုလည်းမလုပ်ဘူးသွားပြီပေါ့အဲ့တော့ကျွန်တော်တို့အဲ့လိုလူမျိုးဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟာမကောင်းဘူးလို့မတရားဘူးလို့ဘယ်လိုပြောမလဲစဉ်းစားကြည့်အဲ့ဒါကိုယ်တိုင်သိတယ်အဲ့လူတွေကိုယ်တိုင်သိတယ်ဒီလူတွေဒိုက်ဘွားတော့သွားဖက်သွားတော့သွားထောင်းပြစ်တယ်မဟုတ်ဘူးတေချာမေးတာတေချာလေးနဲ့ ခင်ဗျားတို့ဗျာဒါတော့မလုတင်ဘူးထင်တယ်ဒါတော့ခင်ဗျားတို့တို့လောက်ထားတာခင်ဗျားလောက်ထားတာကြည့်1 2 3 4 5 6 7 8 9 10ဒုံးပြရဲပြီးတော့မှအဲ့ဒါကြီးခင်ဗျားတို့တော့ဟုတ်လားမဟုတ်လားကြည့်လိုက်ဆိုမငင်းနိုင်ဘူးโอเคမငင်းနိုင်တော့ငါ့ကိုဒါလုတာအေးဒါတော့ခင်ဗျားတို့ဗျာဒါလေးတော့လုတ်လိုက်ပါဒါလေးကိုရုပ်ောက်ပေးလေးဝိုင်းကူပေးပါဆိုရင်အာကျွန်တော်တို့မလုတ်ပေးနိုင်ဘူးခင်ဗျားတို့ကျွန်တော်ကျွန်တော်တို့ကျွန်တော်အေးဟုတ်ပြီအဲ့ဒါဆိုလေဟောပြီပေါ့အဲ့ဒါဆိုလေခင်ဗျားတို့တော့အမှုဖွင့်ရလိမ့်မယ်နော်ဟောပါညာဖွင့်ရဖွင့်မပါညာဆိုအချိုးမျိုးတွေဟာအဲ့တော့သွားပါပေါ့ဗာတက်နိုင်မလို့ဘာမှလုတ်မရတော့ဘူးလေနိုင်ငံတော်ကြီးကြီးတွေကတော့မှဖြေလျှော့ဖို့ကူညီပေးလိုက်ပါမလုတ်ပါနဲ့ရမ်းမလုတ်ပါလေဆိုတက်ပြောတယ်ကြားတယ်လုတ်တာတဲ့ကဲတချို့လူပြန်ရှင်းတယ်အခုလဲခေါ်ပြီးတော့အဲ့လိုမင်းမြန်ဆွေးနွေးနေတာ ဖမ်းတာမဟုတ်ဘူးเนาะမင်းမြန်ဆွနေနေတာဆက်ရောက်မကရှိတယ်ဆက်ရောက်မကရှိတယ်အလို့ရှုံးနေအဲ့လူတွေကိုသိတဲ့အတိုင်းမရှုံးအောင်နာမဖြစ်ချင်လို့ညှိနှိုင်းနေမရအောင်ဆက်ရောက်ရှိတယ်ဟုတ်မရအောင်ဆက်ရောက်ရှိတယ်เนาะပြီးတော့တခါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကုညီပေးဖို့မင်းတို့ရှေ့မှာလုတ်ခဲ့တာရှိတယ်ကုညီပေးပါဆိုပြီးတော့မြစ်တာရေးခံခဲ့တယ်နာမည်ကြောင့်လုပြချင်တယ်အများကြီးပါတယ်ခင်ဗျားတို့ကျွန်တော်ခဏခဏပြောတဲ့နာမည်တွေပါတယ်အဲ့ဒီနာမည်အခုပါတယ်အဲ့ဒီလိုချင်းအကုန်လုံးခေါ်တာတချို့တွေကဘာလုပ်တယ်မလဲ နော်နေမကောင်းတော့ချလာထလုတာအဲ့လုတာတဲ့တချို့ကဖြားနေသလိုနေမကောင်းသလိုဆေးအောင်မဲ့တက်နေရသလိုဆေးကောင်းဝင်ရသလိုတုတ်ပြန်နေတဲ့တချို့ကတချို့ကကျတော့ကျွန်တော်ရိုက်ကွင်းရောက်နေရိုက်ကွင်းကဟိုးပင်တရာမာလို့လို့ကလောမာလို့လို့အောင်ပန်းလို့လို့ဘာလို့လို့နဲ့ခေါင်းစဉ်ပြီးတော့တက်ပြီးတော့တို့ရိုက်ကွင်းရောက်လို့ပြန်လာလို့မရလာလို့ရတယ်ကလောမင်းဝိုးကြောင်လို့တက်တစ်ဖွဲ့နော်တချို့ကျတော့ကျွန်နိုင်ငံခြားသွားနေလို့လို့တက်တစ်ဖွဲ့အချို့ကျတော့အမေနေမကောင်းလို့ဖိနေမကောင်းလို့တချို့ကျတော့မျိုးစုံညာအတော်ပြတဲ့မျိုးစုံနဲ့ပတ်လျှောက်နေတချို့လူမျိုးရှင်ကျတော့မဟုတ်တော့ပြောတယ်ရှင်းရှင်းလေးကျွန်တော်တို့ကူညီမယ်လုပ်ပေးမယ်ဒါပေမဲ့ ျွန်တော်တို့လုတ်ပေးမယ်ဒါပေမဲ့ရှေ့မှာအကိုလေးတစ်ဖွဲ့ကြီးကဒီလိုပြောခံရတော့ကျွန်တော်လည်းကြောက်တယ်ဆိုရင်ကျွန်တော်လုတ်ပေးမယ်ဒါပေမဲ့ဟိုလိုတခြားသူတွေနဲ့အတူတူကျွန်တော်အကုန်လုံးပါဆိုရင်တော့အကုန်လုံးတွေပူပေါင်းတာပေါ့ကျွန်တော်တို့ကြတော့လည်းရှေ့မှာလည်းခံရတယ်ဆိုတော့မျိုးဆိုရင်လည်းသူတို့လည်းအဲ့တော့လုတ်ပေးခြင်းတဲ့လူတွေလည်းရှိတယ်လုတ်ပေးနိုင်တဲ့လူတွေလုတ်ပေးဖို့အသင့်ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့လည်းချစ်ဆိုရင်နေကြတယ်ကိုကောင်တွေကကြတော့ AC ပဲဆိုတော့အဲ့ဒါဖြစ်လာဖြစ်လာတော့ဩမညီမြမှုဆိုတော့ဖြစ်လာတယ်အဲ့တော့စဉ်းစားလာပြီအဲ့တော့နိုင်ငံတော်ကဘာလုပ်လဲချစ်ချင်းလေးပဲအခုတချို့ရုပ်ရှင်ကားတွေတဲ့ရုပ်ရှင်ကားတွေကိုနော်ရုပ်ရှင်ကားတွေကိုရုပ်ရှင်ဇလန်တွေတင်ရ sorry ရုံတင်ရမယ့်အဟုတ်တချို့ရုံမတင်ကျွန်တော်တွေပုံစံမျိုးတွေလောက်တာအဲ့အမှန် ယုံမတင်ကျွန်တော်ဘူးယုံမတင်တော့ဘူးဘာညာဒီကာလမျိုးလိုက်လို့တဲ့သူတွေလည်းရှိတယ်အဲ့တော့သူ process တိုင်းသူသွားနေရမယ့်ဟာကိုဒီကက်လန်တွေလိုက်တိုက်ဖို့ကြိုးစားတာဟိုကိုစကျိုးစီဝါချိမှဆိုလို့နောက်ဆုတ်ဖို့ကြိုးစားတာအဲ့လိုမျိုးလုပ်တဲ့ TV channel အချို့လည်းရှိတယ် TV channel လို့လို့ဘာလို့လို့အုပ်စုပစုလည်းရှိတယ်ရုပ်ရှင်ထုတ်လိုက်ကုမ္ပဏီတွေရှိတယ်ကြော်ညာကုမ္ပဏီတွေရှိတယ်နော်အဲ့ကုမ္ပဏီအကုန်ကြော်ညာထည့်တဲ့ကုမ္ပဏီတွေပေါ့ကြော်ညာထည့်ကုမ္ပဏီရှိတယ်အဲ့ကြော်ညာကို agency လုပ်ပေးတဲ့ agency တွေရှိတယ်အဲ့ဒီအုပ်စုတွေကတော့အဲ့လိုမျိုး owner ချင်းနဲ့လုပ်နေကြတာတဲ့ဟုတ်အဲ့တော့နိုင်ငံတော်ကြီးကတွေအားလုံးသိနေပြီအာဏာပိုင်ဖွဲ့စည်းကသိနေပြီသိနေတော့တင်းတယ်ဒါပေမဲ့ ဩဖြည့်လျှောက်ပြီးအေးစိနှိမ့်နေကြပါအကောင်းဆုံးပြပါဆိုဖြည့်ဖြည့်ချိန်ပြီးညှိနေလို့ကျွန်တော်အခုနံပါတ်8တက်မပြောသေးတာဖြည့်ဖြည့်ချိန်ညှိနေလို့အဲ့တော့ခင်ဗျားတို့ပြန်စင်စားဖို့လိုတာကမလူပညာရှင်အဲ့ဒီငင်းကျင်သလိုလိုကျင်းကျင်သလိုလိုချက်ကျင်သလိုလိုကြောင်းကျင်သလိုလို့တဲ့အဲ့ဒီပိန်းညီချောင်းလူပညာရှင်တွေကိုခင်ဗျားတို့သိသိချင်တာကနံပါတ်တောင်းဖို့ခင်ဗျားတို့တော့ကောက်သိတယ်သိသိချင်တာတခုပဲခင်ဗျားတို့2020တော့ကပါတီတခုတည်းခင်ဗျားတို့မဲဆွယ်ပေးခဲ့ကြတယ်ပါတီတို့မဲဆွယ်ပေးခဲ့ကြတယ်ခင်ဗျားမရှက်ကြဘူးအဲ့ရှက်စရာလည်းမထင်ဘူးလားခင်ဗျားတိုက်တဲ့နိုင်ငံကဘာမှချီရတဲ့နိုင်ငံပြောလိုက်ရှင်းရှင်းလေး နိုင်ငံရေးလုတ်ချင်နိုင်ငံရေးထွက်လုပ်လိုက်တယ်အိန္ဒိယမှာရှိတဲ့ VJ တောင်မင်းမင်းသား VJ ဘာဖြစ်လဲနိုင်ငံရေးသူကထွက်လုပ်လိုက်တယ်ဘာမှပြောပြမတော့ထွက်လုပ်လိုက်ပါတီတစ်ခုရဲ့နောက်လိုက်နေဖြစ်ကုန်တယ်ခင်ဗျားတို့ကိုမမေ့ဘူးမမေ့ဘူးပါတီနောက်လိုက်နေဖြစ်နေတယ်ပါတီနောက်လိုက်ခွေးနေဖြစ်ကုန်ကြတယ်ခင်ဗျားတို့ပါတီကနိုင်ငံအခုကနိုင်ငံတော်ကိုခိုင်းတာခင်ဗျားတို့နိုင်ငံတော်ကပြောနေတာအကူအညီပေးခိုင်းတာပါလေပြည်ခိုင်ဖြိုးမဲပေးဖို့လို့ပြည်ပသုံးလို့မဲပေးလို့ပြည်ပမဲပေးဖို့ခုံးလို့မဲပေးလို့ဒီလိုမဲပေးလို့ပြောနေတာမဟုတ်ဘူးပြည်သူလူထုကိုမဲရုံမှာလာပြီးမဲပေးကြဖို့အကူအညီခိုင်းတာ ရွေးကောက်ပွဲရတာလေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မှာမဟုတ်လို့ရွေးကောက်ပွဲလေးနဲ့အတူပြည်သူလူထုမဲလာပေးလို့အောင်လှုပ်ဆော်ဖို့ကုညီပေးခိုင်းတာနိုင်ငံတော်ကုညီခိုင်းတာပါတီတခုတည်းလုပ်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့ပါတီနောက်လည်းခွေးပေါ်ကနေနေချင်းနေတာခင်ဗျားတို့ကပြဿနာပါတီနောက်လည်းခွေးလုပ်ခဲ့ရတယ်ခင်ဗျားတို့မမေ့နဲ့ပြန်ကြည့်လိုက်ပါတီနောက်လည်းခွေးလုပ်ခဲ့ရတယ်ပါတီတခုတည်းကတော့မဲဆွဲခဲ့ရတယ်နော်2020ရွေးကောက်ပွဲနာနေချင်းမှာတချင်းဆိုခဲ့တဲ့အစိုးရကြီးရှိသေးတယ်အဲ့ပါတီတခုတည်း AMLU ယူနီဖောင်းယူဝတ်ပြီးတော့ခါလေအန်ဒီအောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီခုတည်းအားအပါဒရနီဒီအော်ဒီတချင်းဆိုခဲ့ကြတာအဲ့အုပ်စုတွေရှိသေးတယ်အဲ့ဒီအုပ်စုတွေနော်ဇာကားလိုက်ပြီးတော့တခါတည်းဟိုစစ်တပ်နဲ့ ပြည်ခိုင်ဖြိုးနဲ့အဲဒီဘက်ကဒီဘက်အုပ်စုစုလုံးကိုပခိုးချင်ဖို့တွေမဖြစ်ဖြစ်အောင်လို့ကိုဇောင်းပေးပြီးတော့ပြောခဲ့ကြတဲ့သိဆောင်ရှိသေးတယ်အဲ့လိုဆိုရင်အကုန်ပြန်ခေါ်ပြီးတော့အဲ့တိုင်းပြန်ချတာပါတီမလို့ခိုင်းမဲ့နဲ့လောက်ခင်းတို့ပြောပြောဆိုရင်သူတို့ပြောပြောခိုင်းတာအခုသူတို့အဲ့လိုလုပ်ခဲ့တော့အကောင်အခုနိုင်ငံတော်ကနေပြီးနိုင်ငံတော်ကူညီပါဆိုပြီးတော့မြစ်တာရိုက်ခိုင်းပြောနေတာတော့မှပဲသူတို့ကမပါဘူးမပူးချင်မပေါင်းချင်โอเคကျွန်တော်ပြောရလဲပြောတာနော်အဲ့နဲ့ပြည်ချိုင်းဝင်ချင်တာတော့မလုပ်သေးလို့အခုဦးသိထဏပြည်ချိုင်းဝင်တာမလုပ်လို့ရှင်းရှင်းလေးဟဲ့ဒီနေ့မှအဲ့ကောင်ပဲကောင်ဘယ်လိုကျွန်တော်မလုပ်ရလေလာသားတိလာအခုကောက်ကြိုက်အခုကောက်အခုကြိုက်ပြန်အခုကောက်ပြန်အခုအင်းကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခုကောက် ကောက်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 ပြီးအဲ့ဒီကောင်တွေအောက်ကြည့်တယ်ဒီကောင်တွေကြောင်ရဲပြီးရောက်တယ်ကောင်ကြောင်ရဲကောင်ကြီးပါကြောင်ရဲလိုက်ကောက်ခေါ်လိုက်ကောက်အခုကောက်ပါအဲ့လိုကြက်ပြရမှာလိုက်ကြက်ပြရမှာနိုင်ငံတော်ပေါ်နဲ့ကုမ္ပဏီတို့ကြတော့ဘာလဲကုမ္ပဏီပေါ်နဲ့ကုမ္ပဏီနဲ့နိုင်ငံတော်ပေါ်နဲ့အလူပြရှင်တို့ကြတော့အကုန်လုံးတက်တာခွင့်နေပြီးမယ်တခြားခွင့်ဟန်နဲ့ကုမ္ပဏီဒီရုပ်ရှင်ဟိုဟိုရုပ်ရှင်ရုံရုံတင်ပြလာတာအစအကုန်လုံးအခွင့်လမ်းပြီးပြီအဲ့ဒီမပူပေါင်းနိုင်ကောင်တွေအကုန်လုံးအခွန်ကြက်ပြအခွန်ကြက်ရှင်းသမျှရိုက်တဲ့နောက်ကသူ့နောက်ခံပေးတဲ့ကုမ္ပဏီအကုန်ဖြတ်အကုန်ချက်ဈေးလုံးကအပြတ်တော့ပြောပေါ်ပေါ်ခိုင်းအဲ့လိုလောက်အဲ့လိုကကြက်ပြရမှာပြီးတော့ရှေ့ကသူလုတ်ခဲ့တဲ့အမှုနောက်တာမှုတမှုပေါ်တာချက်ချင်းတောင်းထားတယ်အော်နောက်အဲ့လိုပြရမှာ ။ဘာလို့ဒီကောင်ကြီးကဘာဖြစ်လဲဆိုတော့မလုံမရှုံမပြုတ်ကြီးလုံနေတာ။နောက်တစ်ခါအလုပ်ပြာလောကမှာဆိုရင်တချို့တွေလက်တော့ကောင်ကြီးတွေကြီးတွေပြောခဲ့ကြတယ်ရှင်။ရာသာလူမျိုးတွေမိသားစုနော်ဥမာဟိုကျော်ရဲအောင်ကြီးတို့နောက်တစ်ခါဟိုဇာကနာတို့အုပ်စုတွေဘဲအောင်လဲ။တပင်းအုပ်စုကဖိုးချစ်တို့ဟိုဘာလုပ်လဲ။ဖိုးချစ်ဝင်ပူပြန်လဲပူပေါင်းပါလေလို့ပြောနေပြီ။ခင်ဗျားကလည်းရှင်းရှင်းပြောသူသူ့ခေါင်းကသပင်းဘာတွက်ထားတာလဲလို့မေးကြည့်လိုက်ပါလားကျုံရဲ့။သူ့ရဲ့အတွေ့အလူတွေပြောတဲ့စကားတစ်ခေါင်းရှိတယ်။သူ့ခေါင်းကသပင်းဘာတွက်ထားတာလဲ။အဲ့ဒီသပင်းရှိကြီးကျန်တယ်တို့ဘာတွက်ထားတာလဲဆိုတာ ပြောတယ်လူပြောတယ်ဆိုတော့ပြီးတော့မှနိုင်ငံတော်ပွဲတွေကကလူမကတလူနဲ့ပတ်စံကြတော့တိတ်ပုံပတ်ယူသွားတယ်ကျွန်တော်ရှင်းရှင်းလေးပြောအဲ့တော့တချို့ဒီထက်ပါဘုတ်ချက်ဘက်ကနားတဲ့ဟိုအနာမေပိုသိရှိရင်လည်းခမတို့ဒီစားပြန်စမ်းသားဖို့လိုတယ်ဒီစားစမ်းသားကြည့်နော်တချို့ဟာတွေကမယိုးရှင်းတာအများကြီးရှိတယ်နောက်မှမြုပ်နေတယ်အနည်းကပူတာတွေရှိတယ်သိဖို့လိုတယ်နော်အဲ့တော့ဒီအမှုပြရှင်တွေဒီတပွဲမှာတော့တေချာလုံးမှာရမယ်မဟုတ်ရင်ခင်ဗျားနောက်တပွဲကျရင်လာအောင်မှနောက်တချို့အဲ့တော့ဒီအမှုပြရှင်တွေကအမှုပြလို့လုပ်ချင်တယ်ဆိုအမှုပြဝဲလို့ပါနိုင်ငံရေးလို့ချင်တယ်နိုင်ငံရေးလို့ထွက်ပလိုက်ရှင်းရှင်းထွက်ပလိုက်အမှုပြလို့ထွက်လိုက်အမှုပြလို့ထွက်ပလိုက်နိုင်ငံရေးလို့ပဲရဲဝင်လို့ထောင်းထောင်းလို့ပလိုက်အဲ့ဒီရှိတယ်တော့နိုင်ငံရေးစရဲဝင်လို့ပလိုက် ်ခုဟာဘာဖြစ်နေလဲဆိုတော့လုတ်ချင်သူလုတ်ချင်သူတွေနဲ့တကယ်လုတ်ပြနေတဲ့နိုင်ငံတော်ကူညီပေးနေတဲ့သူတွေကိုပါဒုက္ခပြန်ပေးနေရတယ်သူကပြောချင်တာနိုင်ငံတော်ကိုမကူညီခြင်းနဲ့မနှောက်ရှက်နေဆိုတဲ့ဟာမျိုးကနှောက်ပါနှောက်ရှက်တာအချုပ်လုပ်ပြန်ခြင်းနဲ့အဲ့တော့နှောက်ရှက်တော့ကူညီတဲ့သူတွေကပါလုတ်လို့ရခက်လာတယ်တကယ်လုတ်ပြခြင်းနဲ့ကူညီတဲ့အုပ်စုတွေဆိုဒါဘာပြောခုကကူညီပေးသွားရတော့ကျေးဇူးတင်ရတယ်ကျွန်တော်တို့တကယ်ကျေးဇူးတင်နေနိုင်ငံတော်ကကူညီပေးသွားတယ်သူတို့အုပ်စုတွေဆိုကျေးဇူးတင်တယ်သူတို့ပြောလို့ငါကူညီမဲ့သူတွေကိုလည်းကျွန်တော်ကြိုးပြီးကျေးဇူးတင်ထားတယ်ဟုတ်တယ်ဒါနိုင်ငံတော်ကူညီတာပါတီတစ်ခုရဲ့နောက်လိုက်ခွေးမဟုတ်ဘူးနိုင်ငံတစ်ခုရဲ့နိုင်ငံတစ်ခုကိုကူညီတာနိုင်ငံတော်ကိုကူညီတာအဲ့ဒါကိုသိဖို့လိုတယ်အခုတချို့လုပ်ပြခြင်းတွေကခေါ်တော့မလာဘူးတဲ့ခင်ဗျခေါ်တာတချို့လုပ်ပြခြင်းခေါ်တယ် ော်တာဝန်ရှိသူတွေကအဲ့သက်ဆိုင်ရာကရွှေတောင်ကြားထဲကနော်ယုံယုံတခုတရားလေးသူတို့ဖိတ်ပြီးတော့ဟိုဆွေးနွေးဖို့ဖိတ်တာမလာဘူးလေတချို့လူတွေမလာဘူးလေကဲဘာလို့မလာလဲအကြောင်းပြချက်ဘာလို့မလာလဲမလာရဲနဲ့ဟိုးဆိုက်ဟိုးပြောဒီပြောချောက်ပြောချောက်ပြောရှင်းရှင်းလေးပြောရင်လာတာမလာတာတော့တပိုင်းရွေးကောက်ပွဲကိုကုညီတက်လားမကုညီတက်လားနိုင်ငံတော်ကုညီတက်မကုညီတက်စဉ်းစားရမှာတပိုင်းအဲ့တော့ရှင်းရှင်းလေးပဲအဲ့တလောက်တိတ်ပြီးတော့သွေးရှိလို့ပြတ်သားနေရဆိုလေဟေးငါတို့ကုညီချောင်းထောင်းထဲကထည့်လိုက်ပါလို့ပြောပလိုက်ပြီးတာပဲ အခုကဘာဖြစ်လဲဆိုတော့ကိုငင်းချင်းသလိုမကူချင်းသလိုဝိလေချောင်ပတ်တွေလုပ်နေတော့အာနာရဲ့ဖွဲ့စည်းအနေနဲ့ကလည်းအဲ့ဒီကောင်ကြီးရဲ့ဗီဇတွေကိုခဏတိဖို့လိုတယ်ပြီးရင်အဲ့ဒီကောင်ကြီးနဲ့ပတ်သက်ရင်ခဏလိုအပ်တာမှန်တယ်များတိတိကျကျကိုင်ဖို့လိုတယ်မဖြစ်လျှော့သင့်တော့လိုရတဲ့ပုံမျိုးဖြစ်တော့လေးနှစ်ကျော်သွားပြီအကယ်ဒမီစုပေးတော့တက်ယူတယ်ရွှေစိတ်တက်ပေးတက်ယူတယ်စုပေးဟိုပေးရင်ကုန်တက်ယူတယ်ဟောတကယ်နိုင်ငံတော်ကူညီရေးဆိုတော့ဝိလေချောင်ပတ်နဲ့ပတ်ပြေးတယ်စဉ်းစားကြည့်စမ်းဘယ်လောက်ရှိသွားဖြစ်လဲပြီးတော့ပါတီတစ်ခုကနောက်လိုက်ခွေးကြတော့အကြီးကျယ်လုခဲ့ကြတယ်တဖွဲ့ကြီးတဖွဲ့ကြီးတဖြုံသမားကြီးနော်အစိုးရတွေနော်ပင်ကြီးအင်ကြီးဝတ်ပြီးတော့စော်ရီနော်အနီရောက်အင်ကြီးရဲတော်ကြီးဝတ်ပြီးတော့နော်တချင်းတွေဆိုခဲ့ကြတယ် ဇက်ကားတွေမှာတူဆောင်ခဲ့ကြတယ်အဲ့ဒါဘုသူတယ်လေပါတီတစ်ခုတည်းလုပ်တာဘယ်နိုင်ငံတော်ပဲမဟုတ်ဘူးဝတ်စုံကြီးပွက်ထားလို့လည်းအပြေထွက်နေပြီအခုကသူတို့ဘယ်ပါတီရဲ့ဝတ်စုံဝင်ခိုင်းတာမဟုတ်ဘူးနိုင်ငံတော်ကိုကူညီခိုင်းတာအဲ့ဒါကိုမှကလန်တိုက်နေဆိုကြတယ်တွားယူပါဦးအခုငောင်ကူညီရမယ့်လူတွေကဘယ်လိုလုပ်မလဲနောက်တစ်ခုကပုံမှန်ပါတီပါမှာပါပဲနဲ့လူတွေငါတို့လည်းမပါဘူးလေဆိုတာလေးရှောင်းမှာကလန်တော်ကူညီရမှာနိုင်ငံတော်ကူညီရမှာနိုင်ငံတော်ကဒီချိန်မှာအားလုံးကဝိုင်းကူညီမှာနိုင်ငံတော်ရှေ့ကိုရောက်မှာကိုကဘာလို့လဲဆိုတော့ခဏတော့အခွင့်ထူးခံပြီးစီဦးထက်ပဲစားတော့ထိဆုံးကပြဿနာတက်ကိုဘေးပတ်ရှောင်နေဆိုပုံစံမျိုးမကောင်းဘူးဆိုတော့ပြောချင်တာဟောဒါတော့ကျွန်တော်ပြောနေမယ်ပြောတာအဲ့တော့အနုမြရှင်နဲ့ပတ်သက်ရင်ခဏလိုအပ်တာတွေကျွန်တော်ပြောရရင်တတ်စီနေတယ်ဒါပေမဲ့မနက်ပြန်တဲ့ဘက်ကနောက်ရက်ဒီမှာအဖြေကြည့်ချင်လို့နော် နော်ပြီးတော့ရုပ်ကောင်ပတ်တဲ့တိမှတ်ဖွယ်ရလေးရှိတယ်ကျွန်တော်နောက်နေ့ကျရင်ပြန်တင်ပေးမယ်အဲ့ဒါလေးထပ်ပြီးတည်းရှင်းပြပေးမယ်ရုပ်ကောင်ပတ်တိမှတ်ဖွယ်ရကြော်ရင်တော့ကောင်းလိမ့်မယ်နောက်တစ်ခုကရွှေသမားတွေမနှက်ပြန်ကြရင်ရွှေသမားတွေအစည်းအဝေးရှိတယ်အဲ့တော့ရွှေသမားတွေကမနှက်ပြန်အစည်းအဝေးမှာဘာဖြစ်မလဲဟိုတိဖို့လိုတယ်ရွှေတိုင်းပိုင်ရှင်တွေတချို့ရွှေနဲ့ပတ်သက်တဲ့လူတွေနော်ရှင်းပြောရင်တော့ရွှေနဲ့ပတ်သက်တဲ့သူတွေရွှေတိုင်းပိုင်ရှင်တွေခင်ဗျားတို့ဘယ်သူတွေကိုကြော်ရတဲ့ဘယ်သူကြောင့်ကျင်နာမထည့်ဘူးဘယ်လိုလိုမျိုးကြောင့်ငါတို့လုပ်မယ်ဘယ်လိုမလုပ်ဘူးဆိုတဲ့ကိစ္စတွေလည်းရှိတယ်အဲ့တော့ခင်ဗျားတို့တွေခုချိန်တည်းကတတိကြီးတိုင်းစင်ကြင်နာကောင်းပါတယ်တူပြီးတော့ပြတာကောင်းပါတယ်နော်ရွှေသမားတွေမနှက်ပြန်အဖွဲ့အစည်းအဝေးရှိတယ်လို့ကြားတယ်ဘယ်အစည်းအဝေးလဲဆိုတော့သူတို့အသင်းအဖွဲ့အစည်းအဝေးပါအသင်းအဖွဲ့အစည်းအဝေးကိုဘယ်လာဆိုတော့အဘွား နေပြည်တော်အစည်းအဝေးနိုင်ငံမှုကိုပြန်ပြီးတော့ရှင်းပြမယ့်အစည်းအဝေးမှတ်မှတ်ရှိတယ်လို့ကြားတယ်အဲ့တော့တချို့တွေတက်မလားမတက်ဘူးလားတချို့ဘာသက်လို့မကြည့်ကြတာပေါ့နော်အဲ့တော့စဉ်းစားပါနိုင်ငံတော်နဲ့လူပုဂ္ဂိုလ်ခွဲခြားမြင်တတ်ဖို့လုပ်ပါကိုဟာနိုင်ငံတော်ရဲ့ဟိုအစိတ်ပိုင်းလားလူပုဂ္ဂိုလ်သိပ်ပွက်တခုကိုနောက်လိုက်ခွေးလားဆိုတာခွဲခြားမြင်တတ်တဲ့အသိလေးကိုသိပြီဆိုရင်ခင်ဗျားလူဖြစ်ပြီအဲ့လိုပဲကျွန်တော်အဲ့ဒီအမှုပညာရှင်အတိုင်းအတာကိုပြောချင်ပါတယ်ဘယ်လောက်ပါလဲဘယ်လောက်